โอเคကိုကျမတို့ရဲ့တာမီနီယောက်ကျမနဲ့တာလီတိတ်တိစေရဲ့ YPSC ပြောပြောစီခီးစင်ကိုအားပေးကြရတယ်မိဘပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်36အ36ပေါ်တက်ပြီဟုတ်ကိုအချစ်မရလက်တာမြန်မြန်သွားမယ်မြန်မြန်အော်အဲ့ကြောအော်ကြောရက်သွားလာအေးတဟေးတီတီအတတတတတတအမလေးမော်တာရေဒါစီရဲ့တော့ဘောဘတို့ရဲ့တကြည့်ပြီတက်တက်ပြီတက်ပြီတော့မတက်ပါ အဲ့နားရရ6နဲ့6နဲ့အော်အေး6နဲ့အကုန်ထိုင်ကြပတ်ပတ်လက်ထိုင်မမေးလေးထိုင်อืมဟုတ်ကဲ့ဖတ်တာဗောဖတ်ပြီးလို့ရှင်အဲ့ဟိုင်ဟိုဟာကြိုက်ခောက်ဖရားသွားချင်တယ်ဆိုရင်အဲ့ဆိုနောက်နေသူကြိုက်ခောက်ဖရားသွားပါပြီကိုမတနေ့လုံးရှူတင်ရှိပြီးလို့ညပြန်လို့ရှင်လေအဲ့ရှင်မူတူနဲ့ကြိုက်ခောက်ဖရားလိုက်ရတာအဲ့အဲ့ရတဲ့ကနေပြီးဟုတ်လားအဲ့သူကကွန်မန့်နေရှောက်ဖတ်ပြီးလို့ရှင်ဟိုဘလန်အဲ့ တာတုကံဖရာဘက်ကိုလာခဲ့ပါအောင်ဆိုရင်အဲ့ဒါသွားပြန်ပြီသူ့မှာတာတုကံဖရာဆိုပြီးတော့အမှသူဟာနေကင်းကြရင်မြန်မာသားဆီယမလာလို့ရှင်အဲ့သူမြန်မာသားဆီယမကိုပါသူကတခါပြန်မေးမေးပြီးလို့ရှင် confirm လုပ်တာပါဘယ်လိုင်းပါညာအဲ့လိုလေးကုန်မေးသူ့အဖေါ့လည်းကုန်မေးအဲ့လိုမေးပြီးတော့ပါတခါအဲ့ဒါအပီတန်လင်ကြိုက်ခောက်ဆိုတာတန်လင်ကြိုက်ခောက်သွားပြန်အဲ့လိုမျိုးသူ့တဲ့ဟာကိုလိုက်ပြီးရုပ်ဆောင်ပေးရအဲ့ချိန်မှာကိုတနေ့လုံးအလုပ်လုပ်ပြီးပြန်လာလဲအဲ့ချိန်နဲ့အဲ့ကြောင့်မသူ့ရဲ့ခီးစင်မှာကြည်လိုက်သူ့မိရမြဲနဲ့ငိုက် သူမြင်အဲ့ရဘောငိုင်းဘာလို့အဲ့ချက်အရင်နားချင်ပြီလေသူလဲသူ့ရဲ့တတိတအားလုံးပြီးွားတဲ့အချိန်ဖြစ်တဲ့ခါကျတော့သူအဲ့အချိန်မှာသူကရိုက်ဖို့အာယုံလာတဲ့အချိန်ဖြစ်သွားမဖြစ်မနေရိုက်ပေးရဆိုတော့အဲ့တော့သူသူခရီးစဉ်အတိုင်းတော့လိုက်နေပါတယ်ကြိုက်ဝိုင်းမှတ်တိုင်ကိုอืมဟိုဘက်ချမ်းကိုကူးမယ်ကူးမယ်โอเคကူးပြီမှတ်တိုင်တွေ့လားဟမ်အေးတွေ့ပြီအမရက်ပြီးတော့အမခဏလောက်စောင့်ပြီးတော့อืมစောင့်ပြီးတော့ 83လို့89လို့ဆောင်ဒါပေမဲ့89ကအကောင်မရှိဘူးမမရှိဆိုတော့83ဆောင်မှာဟောပုံမှာ83လာပြီအော်83လာပြီဟွန်းဆိုတော့တက်ကမှာဟုတ်တယ်အော်โอเคတက်ပြီကောမမေ400ရှိရနော်အာ400ဆိုအော်တက်ကို400ဟုတ်တယ်โอเคโอเคနေမဟုတ်တတကိုကိုပတ်စံပေးမှာကတ်နဲ့အော်တတကတ်နဲ့မမေပတ်စံနဲ့ အော်အဲ့ဒါလည်းဟိုမျိုးသားအရန်ရင်ကြီးရဲ့ဆိုပြီးတော့အဲ့လိုပြောလည်းမဟုတ်ပါဘူးဒီလိုပုံပုံမှန်ပါပဲပုံမှန်ပါပဲဆိုတော့ကလေးတွေကလည်းဟိုသူတို့ naughty ဖြစ်တဲ့အချိန်ရှိရယ်ပေါ့နော်အရန်ချစ်စရာကောင်းတဲ့အချိန်ရှိရယ်သူတို့အဲ့လိုနဲ့ချစ်ကြတဲ့အချိန်ရှိရယ်အဲ့လိုပါပဲဟို24/7အမြဲတမ်းကြီးလေတစ်နှစ်မှာအဲ့တစ်နှစ်ပတ်လုံးကြီးလေအဲ့လိုမျိုးကြီး24နိုင်ပတ်လုံးကြီးလိမ္မာနေရတော့မဟုတ်ပါဘူး ဟိုဟိုတခြားအမေတွေလည်းနောက်ထပ်ကြအဲ compare မလုပ်ဘူးပေါ့နော်ဟိုအာတိတ်တိတ်ဆီလေးကဘလို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးမျိုးလဲသူသူများကလေးနဲ့ကိုတာကိုလေအဲဘသူသားသမီးကတော့ဘလို့လိမ်မာတယ်တားလေးကတော့စိုးတယ်တော့ဘယ်တော့မှအဲ့လိုမပြောဘူးအဓိကတော့ကလေးကတော့သူ့အရွယ်နဲ့တူမာတော့အဲ့လိုမျိုးပေါ့နည်းနည်းလေးချစ်ကြတာရှိရဲသူတို့အရင်လိမ်မာတဲ့အပိုင်းတွေလည်းရှိရဲဆိုတော့မြတ်တာပါတယ်ဟိုအရင်ကြီးလိမ်မာပြီးတော့လေဟိုသူရှိတဲ့အသက်အရွယ်ထက်ကိုအရင်တိတက်နားလဲပြီးတော့အဲ့လိုမျိုးဖြစ်နေရတော့မျိုးတော့မဟုတ်ပါဘူးပုံပုံမှန်မှာပဲဟုတ် မျိုးရဲ့အိမ်မက်ပေါ့မျိုးကကိုဟို ရိုးအမေကိုအမေဖြစ်တဲ့ချိန်ကြလို့ရှိရင်အဲကိုမမေလို့ပဲခေါ်စီချင်တာအဲ့တော့တေယုတ်ကျောင်းတက်တဲ့ချိန်ကြရင်သူကမမားပေါ့အင်္ဂလိပ်ကျောင်းတက်တော့လည်းမမီပေါ့ဆိုတော့အများနဲ့ကန့်တတ်ထားတယ်ဘယ်သူမမီလို့ခေါ်ရင်ပြောဘယ်တော့မှလည်းမရှိဘူးမမားလို့ခေါ်လည်းလည်းမရှိဘူးမမေလို့ခေါ်မှသာမမေရမမေဖြစ်တဲ့အတွက်မမေလို့ပဲခေါ် မမေလို့ခေါ်ခေါ်လိုက်လို့ရှိရင်အဲ့လိုကြားရတဲ့အတန်ကအရင်နဝင်ချိုးပြီးအရင်လက်ပီတီဖြစ်ရတာပေါ့နော်ဆိုတော့ကို့ငငယ်တော့အိမ်မက်ကလည်းကို့အမေကိုလည်းကမမေလို့ခေါ်ချင်တာဒါပေမဲ့အမေကကျတော့အမိုးလို့ပဲခေါ်စေချင်တဲ့ခါကျအမိုးပဲခေါ်တာဒါအမေကမွန်ကရင်မဟုတ်တကယ်တော့အဖေနဲ့ညာအဖေကတော့ကရင်ဆိုတော့လေဆိုတော့ကို့ကို့ရဲ့အိမ်မက်ကကိုမွေးလာတဲ့သားသမီးကြားရင်လည်းမမေလို့ခေါ်ရတာအခေါ်ခံရတာကိုကြိုက်တာပေါ့နော်အဲကြောင့်မမေလို့ပဲ ားအောင်ငငယ်တဲ့အဲ့လိုမျိုးသင်ပေးထားတာပေါ့တောက်လျှောက်ကလည်းမမေလို့ခေါ်မှာပဲပြောင်းခေါ်ရင်လုံးဝမထူးမမီဆိုရက်လက်လက်ကိုမကြည့်ဘူးမမလည်းမရဘူးမမလည်းမရဘူးမမလည်းမမေမေပဲအဲ့အဲ့လိုလိုမျိုးစာမဖွက်တဲ့ဟိုအဲ့ဟာအချိန်မျိုးဟိုရှိရမမေလို့ခေါ်တဲ့ဟာမှာကျတော့ဒီလိုလေသူရဲ့သူစိတ်ဆိုးလို့ခေါ်တဲ့အချိန်မမေနဲ့သူအရန်ချွဲကျင်ပြီးတော့ခေါ်တဲ့မမေရဲ့သူရဲ့လိုရင်းလိုပါပြေးလို့ခေါ်တဲ့မမေရဲ့အဲ့တူးလေနော်အဲ့ပုံမှာမှလည်းကိုယ်လည်းခံစားချက် ဖြစ်တာပေါ့ဆိုတော့ခါကြတော့ဘယ်လိုပဲပြောအဓိကတော့ကိုမသားလေးတယောက်ရှိနေတာဟောအဲ့လိုကြည်နုပီတီဖြစ်ရပါတယ်။ချာပေးချင်တယ်သူလိုချင်တာသူဝယ်ချင်တာပါအဲ့လိုကိုဟိုဝယ်ပေးရမဟုတ်ပါဘူး။သူသူကလည်းသူကသူစနစ်ရှိတယ်ပတ်စံအဲ့လိုတုံးတယ်အာအလေးချင်လည်းတိတ်မရှိတယ်လို့သူ့မှာရှိတဲ့မုတ်ဖိုးတွေသူရရထားတဲ့ရန်နာပစ္စည်းတွေဆိုလို့ရှင်လည်းပြင်စစ်တယ်မျိုး အဲသူ့ကိုပေးထားတာဒီပစ္စည်းလေးရှိသေးလားသူ့ပစ္စံဘလောက်ရှိလဲဒီပစ္စံနဲ့ဆိုဘာလို့လို့ရလဲသူအမြဲအဲ့လိုတော့မေးတယ်အဲ့လိုမျိုးတော့ရှိပါတယ်ဟောအဲ့ဒါလည်းလေသူများတွေကဟိုအမေတင်ပေးရုံထင်ပါတကယ်မျိုးမတင်ပေးမျိုးမသိဘူးလားမသိဘူးဆိုအိမ်နာမှတ်တိုင်တော့မျိုးမသိဘူးတကယ်ယူစားပြောရင်မသိဘူးဆိုအဲ့လိုမျိုးဘဝကိုမျက်နာမလဲတာမဟုတ်ဘူးပေါ့နော်မျိုးကကြတော့ဘလို့လဲဆိုကိုအမှုမမတ်မတ်ဖြစ်သွားတာတခုပေါ့နော်နောက်တစ်ခုကကြတော့အဲ့ရမှာ ဒီရဲ့ဇညွန်းနေဇလန်းနေအကုန်လုံးကသူ့ရဲ့ဥဆောင်မှုနောက်ကိုမျိုးကလိုက်ကြတာသူအဲ့လို app တွေအဲ့လို application တွေအဲ့ရတဲ့အကုန်ကြည့်တယ်ပြီးမြန်မာစာဆရာမလာလို့ရှင်လဲမြန်မာစာဆရာမအောင်မေးတယ်သူ့အဖိုးဘွားမေးတယ်သူ့တော်ရမေးတယ်အဲ့လိုမျိုးရှိသမျှလူတွေအကုန်မေးတယ်သူကိုယ်တိုင်လည်း internet မှာသူကြည့်ရပြီးအ39 byte ပို့လာအဲ့ဒါလည်းကြည့်ရနောက်တစ်ခုရှိသေးတယ်နောက်တစ်ခုလားနောက်ခုလားမသိရှိသေးတယ်သူပြောပြရမျိုးမမှတ်မိအဲ့ဒါကြီးကြည့်ပြီးတော့မှသူကအဲ့လိုမျိုးနောက်တကယ်တကြံ station CEO နောက်မှာတလာသွားနေတဲ့အချိန်မှာလေအဲ့ဘောကနေပြီးအဲ့ best ကြီးပဲသူကြည့်ရ ကြည့်ပြီးတော့ဘလိုဘလိုဘလိုပေါ့နော်အဲ့လိုဆိုတော့ तू ကအဲ့ဟာမှာ तू စိတ်ဝင်စားတာဖြစ်တဲ့အခါကျတော့ကို तू သင်ပေးတဲ့ဟာကိုကိုကလိုက်လောက်တာအဲ तू အဲ့လိုပေါ့ဘယ်မှတ်တမ်းညရင်ဖုန်းဆက်အဲမေမေကဒီနေ့ကျရင်အိပ်ပြီးနေခဲ့အဲဒါကဈေးသွားဝယ်မယ်အဲ तू ရဲ့ script တိုင်းပဲကိုကလောက်ရတာအဲ့လိုဆိုကိုသင်ပေးတာမဟုတ်ပါဘူးပြီးတော့အဲ့လိုမျိုးမြို့ကကျတော့ကိုကပညာရှင်တယောက်ဖြစ်ပေမဲ့လည်းကိုသားကိုအဲ့လိုမျိုးဟို က်ဆန်ရကြံစောတခုရဲနဲ့အဲ့လိုမျိုးလောက်လောက်ခိုင်းမှာမဟုတ်ဘူးပေါ့။ရိုက်ကူးရေးလည်းအဲ့လိုပါပဲ။ तू ဝါသနာပါတယ် तू तू မပင်မဲဘူးဒါတော့မှ तू က तू ရိုက်ချင်တယ်ပြောတာ။တခြားကြော်ညာရင်လည်းသူရိုက်မယ်ပေါ့နော်သူကပြောတယ်ဒါပေမဲ့ပြောပြရလေးနုပညာဒီလောက်တခုလောက်ပြီးလက်ခံထားပြီးတော့စလဲဆုံးပြီးဆုံးအောင်ထိလောက်ရမယ် writer မကြိုက်မချင်း clients မကြိုက်မချင်းရိုက်ရမယ်ဆိုတဲ့အကြောင်းနားလည်အောင်ရှင်းပြရတယ်ဘလောက်ထိပြန်မှန်းလဲဆိုတဲ့အကြောင်းရှင်းပြရတယ်ဆိုတော့အဲ့အဲ့ဒါကြီးသူ့ကိုနားလည်အောင်ရှင်းပြရတယ်အာဒါကြောင့်မို့လဲတချို့ကြော်ညာရင်လာပြောမယ်မျိုးပြန်ပြီးအကြောင်းမပြောင်းတာတို့ပါလို့ဆိုတာဟို လို့ခေါ်မှာတားအိုမျိုးကအရင်မေးရသေးရပါဘောမေးပြီးတော့မှသူ့အခြေအနေကိုကြည့်ပြီးတော့မှအဲသူပင်မန်းလောက်တယ်ဆိုတဲ့ဟာမျိုးမျိုးကလက်မခံတော့တာပေါ့နော်ဆိုတော့တကယ်တမ်းကျတော့မျိုးကပေးမြိုက်တာမဟုတ်ပါဘူးသူတွေ့လဲသူလှုပ်ချင်တာအခုဝိုင်းပြဲဆိုရင်သူရိုက်ချင်တာဆိုတာမျိုးတော့ဘာမှလည်းဟိုကပတ်ဆိုင်ရွှားလည်းမရှိဘူးလေဆိုတော့အဲ့လိုမျိုးသူ့အိမ်မှာသူဘောဘွားရိုက်ချင်တယ်မလားအလုပ်ပေးလိုက်တယ်ဒါသူ့ပျော်ရွှင်မှုပဲဆိုတော့သူ့ရဲ့ပျော်ရွှင်မှု ပျော်ရွှင်မှုမျိုးတော့လိုက်ပြီးလုပ်ပြီးရတဲ့ဘောပဲဟိုပတ်စံရဖို့အတွက်သူစိတ်ကျဉ်းကျက်ပြီးဘောင်နဲ့အဲ့လိုကျဉ်းကျက်ကျက်နေရမယ့်ဟာမျိုးတော့အဲ့လိုမျိုးတော့မျိုးကလုတ်ခိုင်းမှာမဟုတ်ဖတ်တာဗောဖတ်ပြီးလို့ရှင်အဲ့ဟိုင်ဟိုကကြိုက်ခောက်ဖျားသွားချင်တယ်ဆိုရင်အဲ့ဆိုနောက်နေသူကကြိုက်ခောက်ဖျားသွားပြီကိုမတနေ့လုံးရှူတင်ရှိပြီးလို့ညပြန်လို့ရှင်လေအိတ်ရှင်မှုတို့နဲ့ကြိုက်ခောက်ဖျားလိုက်ရတာအဲ့လားအဲ့ရတဲ့ကနေပြီးတော့ဟာအဲ့သူက comment တွေရှောက်ဖတ်ပြီးလို့ရှင်ဟိုဘလန်အဲ တာတုကံဖရားဘက်ကိုလာခဲ့ပါအောင်ဆိုရင်အဲ့ဒါသွားပြန်ပြီသူ့မှာတာတုကံဖရားဆိုပြီးအမှသူဟာနေကင်းညာမြန်မာသားဆီယမလာလို့ရှင်အဲ့သူမြန်မာသားဆီယမကိုသူကတခါပြန်မေးမေးပြီးလို့ရှင် confirm လောက်တာပေါ့ဘယ်လိုင်းပါညာအဲ့လိုလေးကုံမေးသူ့အဖေါက်လည်းကုံမေးအဲ့လိုမေးပြီးတော့မှတခါအဲ့ဒါအပီတန်လင်းကြိုက်ခောက်ဆိုတာတန်လင်းကြိုက်ခောက်သွားပြန်အဲ့လိုမျိုးသူ့တဲ့ဟာကိုလိုက်ပြီးရုပ်ဆောင်ပေးရအဲ့အချိန်မှာကောတနေ့လုံးအလုပ်လုပ်ပြီးပြန်လာလဲအဲ့အချိန်နဲ့အဲ့ကြောင့်မသူ့ရဲ့ခီးစင်မှာကြည့်လိုက်သူ့မိရမြဲနေငိုက်နေ သူမြေအဲ့ရောငိုင်းဘာဆိုအဲ့ချင်အရင်နားချင်ပြီလေသူလည်းသူ့ရဲ့တတိတာအလုံးပြီးွားတဲ့အချိန်ဖြစ်တဲ့ခါကျတော့သူအဲ့ချင်မှာသူသူရိုက်ဖို့အာယုံလာတဲ့အချိန်ဖြစ်သွားမဖြစ်မနေရိုက်ပေးရဆိုအဲ့တော့သူသူခရီးစဉ်အတိုင်းတော့လိုက်နေပါတယ်ဟုတ်တယ်အဲ့အားကြီးလည်းအဲ့လိုခါကျလို့ရှိရင်မျိုးကဟိုငယ်မကလည်းပြ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 တဲ့ခါကျတော့ တချို့ဒီ YPS ကိုရိုက်တဲ့ဟာမှာအမျိုးမှရွေချက်ရှိပါတယ်ရွေချက်ကဘာလဲဆိုတော့တစ်ကတစ်ချက်ကတော့သားပေါ့နော်အဓိကတော့ကိုသားသမီးကတော့အဓိကပါဘီယိုသားဝင်ခံရတော့သားလှုပ်ချင်တဲ့ဟာလေးတခုကိုလှုပ်လှုပ်ပင်းနေမှာရိုက်ပင်းနေမှာဘာဖြစ်လာလဲဆိုတော့အာကြည့်ရတဲ့ပရိသတ်တွေကလည်းသူ့ကိုသဘောချတာတခုရဲ့ လူဆိုတာအဲ့လိုကိုယ်သဘောကျတာလေးတခုကိုကြည့်ရဲဆိုလို့ရှိရင်အဲ့ပုံမှာမကောင်းတာလေးရရင်ပိုကောင်းတာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ကက်ဖြတ်တဲ့စနစ်တို့တချို့ဟာတွေကကျတော့သူ့အတော်ရဲ့ idea ပေါ့နော်ဆိုတော့ဒီလိုလေးရရဲဆိုတဲ့ဟာလေးတွေကိုတားလေးကိုတော့အဲ့လိုထည့်ပြောဖို့မျိုးရအကြံပေးရတာပေါ့ဒါပေမဲ့အဲ့အချိန်မှာတချို့ဟာကြလို့ရှိရင်သူကသူ့ခိုင်းတော့မလုပ်မလုပ်ချင်သူဥဆောင်ကျင်တာဆိုတော့တခါကျရင်ကိုယ်ရတားလေးအဲ့ဒီကက်ဖြတ်တဲ့အကြောင်းကက်ကိုဟိုပတ်စံဖြည့်လို့ရတဲ့အကြောင်းပြောပေးပါလားဘာလဲသူမပြောဒါပေမဲ့တကယ်တော့သူသူ့အတော်သူကရိုက်မရိုက်မ1 2 3 4 action လို့သူကသူအော် ပြီးလို့ရှိရင်အဲ့ဒါသူ့ဘာသူထဲ့သူ့ဘာသူပြောတယ်မမမီရဲ့မမမီရဲ့အဲ့မှာသူသူကိုတော်မမတ်မီလို့တခါကျရင်သူကဘယ်ဘယ်မတ်တိုင်မှာအော်ရန်ကင်းကလေးစိတ်ကိုမတ်တိုင်냐လို့ရှိရင်တတော်ဖုန်းဆက်ဆိုရချင်မှာကိုကမေ့စီးရဲ့ဘောစီးရဲ့ဘောဆိုရန်ကင်းကလေးစိတ်ကိုရောက်ပြီးဖုန်းပြန်ဆက်ဆိုတော့အဲ့လိုမျိုး edit တက်မှာတော့သူကသူကြောင်းတက်တက်ချိန်ညလို့ရှိရင်တဲ့သူရိုက်ထားတဲ့ IYPS အကြောင်းနေ behind the scene တွေကိုတင်ပေးပါတခါတဲ့ driver ကမှာဝါးကျမအခုကကြတော့ဆက်ပြီးတော့မှမျိုးတော့ အကုန်တင်ပေးတာပေါ့နော်အာသူကြောင်းတက်တဲ့ချိန်သူမားတဲ့ချိန်သူအဲ့ဒါမရိုက်နိုင်တဲ့ချိန်ညာရင်သူ့ရဲ့ behind the scene သူဆရာကြီးလုပ်တဲ့ဟာပြသူမူသွင်းတဲ့ဟာရှိသေးတယ်။သူကဒီလိုမျိုးပဲရိုက်တာမဟုတ်ခဏခဏလည်းသူမူသွင်းလိုက်အောင်မမူသွင်းလိုက်ပြီးမှအင်းအင်းအိုကေခရိုက်မယ်1 2 3 4 action ခေါ်ပေးရိုက်မယ်သူကအဲ့လိုသူကမူသွင်းသေးတာဆိုတဲ့အခါကျတော့အဲ့ဒီသူကြောင်းတက်တဲ့ချိန်ညာရင်တော့အဲ့ဒီသူ behind the scene နေတင်ပေးပါအဲ့ရန်လည်းတင်ပေးပါအောင်မရှင်း အဲ့ဒါလည်းဒီလိုလေအဲ့ခယူကြီးစင်ကလှုပ်လိုက်သေးတယ်လှုပ်လိုက်သေးပြီးတော့မှအဲ့လိုမျိုးပေါ့ချို့အကြောင်းအရာညှိလို့မရတဲ့အကြောင်းအရာရှိရတယ်မလှုပ်ဖြစ်တော့တာပေါ့နော်ဆိုတဲ့ခါကျတော့ဒီခုဟိုဟာလည်းအဲဒီတိုင်းလေးပဲသူဟိုရိုက်ပြီးရိုက်နေကြလဲလဲအဆင်ပြေပါတယ်ဒါကတော့ကိုကိုသဘောကျသူသဘောကျပေါ့တားသဘောကျပြီးရိုက်ရတဲ့ဟာဆိုတဲ့ခါကျတော့သူစိတ်ကျဉ်တဲ့ပုံမျိုးကတော့ရိုက်ပြီးနေရပေါ့ ျွန်တော်တို့ wine base စီးဖို့ဆိုပထမ step တစ်ခုကလုပ်လိုက်သေးတယ်အဲ့ပြီးတော့အစင်ပြေသွားတယ်ပြီးတော့မပြေပြန်ဘူးပေါ့နော်မပြေပြန်ဘူးဆိုတာအမစီဖြစ်တော့ပြန်အာနောက်တစ်ခုကျတော့လည်းအလုပ်လိုက်ပြီးတို့ meeting ဘာလုပ်လိုက်သေးလဲအလုပ်လိုက်ပြီးတော့မှပြီးတော့မှအဲ့လိုချိုးကြအကြောင်းတရားမတိုက်ဆိုင်တာပေါ့နော်ဆိုတော့ဒီမှာမျိုးဘာဘာဘာကိုပြောချင်တာလဲတခုကတော့မျိုးကမြန်မာပြည်သူပြည်သားတွေဖြစ်တဲ့ခါကျတော့ကိုဟိုဘယ်လိုခေါ်လဲဒီ အများစီးရတာဟာပေါ့။ဒါပြောသွားသလိုပဲလေဒါကအဲပက်ဆန်ကိုသူကဟိုပါပေါ့ချိုးချံချွေတာနိုင်တယ်ဝိုင်းပက်စီးရတာပေါ့နော်။လမ်းကြောင်းလေးအများကြီးရှိရဲအတွက်ချိုးချံချွေတာနိုင်တယ်အဲတခြားကားတွေနဲ့သွားလဲသွားရတဲ့ပေါ့တက္ကစီနဲ့သွားတဲ့ပိုသက်တာတယ်ပေါ့ဆိုသူရဲ့အတွေးခေါ်လေးတွေကကောင်းတယ်။ဆိုတော့မျိုးကလည်းဒါဟိုကိုသဘောကျနှစ်သက်တဲ့ဟာမျိုးမှကြတော့ဘာမှဘယ်လိုခေါ်မလဲဟိုပြန်မျောလင်းချက်မရှိဘူး။ဒါပေမဲ့အလုပ်တစ်ခုအနေနဲ့လုပ်တယ်ဆိုရင်တော့ အလုပ်တစ်ခုရဲ့ title နဲ့ဟို artist fee ဆိုရှိရလေနော်ဆိုတော့ဒီမှာလဲလို့ပြောပါတာလုပ်တာအတွက်ဟိုဖြစ်တဲ့အချိန်မှာကြာဒီရားထဲမှာတားကိုကြောင်ညာခွဲတဲ့လူတွေအများကြီးရှိပါမျိုးမျိုးကိုယ်တိုင်လက်မခံတာလေဆိုတော့ဟိုသူ့ကိုကြောင်ညာတိတ် မရရဘူးလို့လူတွေကထင်တာမဟုတ်ဘူးမျိုးကိုယ်တိုင်လက်မခံတာလာပြောတယ်နားထောင်ပေးတယ်မျိုးမျိုးကတားကိုစိတ်ချမ်းသာစေချင်ဒါပေမဲ့ဒီ YBS မှာကြာတော့သူ့ကိုယ်တိုင်စိတ်ဝင်စားလို့ပထမတော့လက်ခံလိုက်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ညရာစင်မပြေဘူးမပြေရနဲ့ဘာမှမထူးပါဘူးကိုယ်သားလေးလည်းပင်ပန်းတာပဲ ဟိုနေပါစီတော့ဗောနော်သူစီးကျင်လဲကိုယ့်အောက်တမတ်တိုင်းတမတ်တိုင်းပဲပေးစီလိုက်တော့မှာဗောနော်အဲ့အဲ့ဒါတော့ကိုယ့်အနေနဲ့အားဆိုင်ရမှာမဟုတ်ဘူး तू तू က leader လောက်ရှင်တာ तू ကန့်နေဖြတ်မယ်ဗောသူဥဆောင်မယ်ဗောအဲ့လိုမျိုးစင်ဦးသွားတော့ရလဲလို့ပါစင်ဦးသွားတော့ရလဲ तू MRD စီးကျင်တာတကယ်ကြတော့မျိုးကကြတော့ကိုယ့်အသက်အရွယ်တစ်ခုရယ်ကိုယ်လည်းမငယ်တော့တဲ့အရွယ်တစ်ခုဖြစ်တဲ့အခါကျတော့အဲ့လိုလိုက်မစီးပေးနိုင်ဘူးဗောနော်ဟိုစင်ဦးသွားတဲ့အချိန်တုန်းကလည်းတက္ကစီပဲစီးပစ်တာများတာဗော MRD တော့စီးပါတယ်ဒါပေမဲ့တက္ကစီစီးပစ်တာများတယ်သူကကြတော့အရင်ငယ်သေးတဲ့အချိန်ကတက်တက်လူဖြစ်တဲ့အခါကျတော့အဲ့လို သွားကိုရငငယ်တော့ active ဖြစ်တယ်လို့ပေါ့ဆိုတော့သူကလည်းသွားရင် MRD ပဲစီးကျင်တာဒါပေမဲ့ခရင်ကပြန်မနေလေစိတ်ဝင်စားတယ်လေးမြန်စိတ်ဝင်စားတယ်ယထားတွေစိတ်ဝင်စားတယ်ကားတွေစိတ်ဝင်စားတယ်အဲ့ဟာမျိုးကဟိုဟာလောက်တာအဲ nutrition ဆရာဝန်နဲ့ပြပြီးတော့မျိုး weight loss လုပ်တဲ့ပိန် weight ချတဲ့အချိန်တိုင်းမှာမျိုးကဒီတိုင်းပဲ weight ချတာမဟုတ်ဆရာဝန်နဲ့တေချာတိုင်မယ်နဲ့ပြီးတော့ဆေးစစ်တယ်ပုံမှန်ဆေးစစ်တာ medical check up ပုံမှန်လုပ်တယ်ပေါ့နော် ဗရီကချက်ကပုံမှန်လောက်တယ်နောက်တော့ပြီးလို့ရှင်အဲ nutrition ဆရာဝန်နဲ့တရားတိုင်ပင်ပြီးတော့မှဒီ plan ပေါ့နော်လောက်ရမပြီး fasting လောက်တယ် fasting လုပ်တယ်ပြီးတော့ pure clinic ပေါ့နော်အဲ့မှာလည်းတေချာတိုင်ပင်ပြီးတော့ဆရာဝန်နဲ့တေချာပြပြီးတော့မှကျန်းမာရေးနဲ့ညီညွတ် ပြီးတော့မှအဲ့လိုမျိုးနီးနေမျိုး weight ချရတယ်ပေါ့နော်ပြီးရဲ့အခါကျတော့အဓိကကတော့ဒီလိုအပြင်အစီရင်မဟုတ်ပဲနဲ့ အထဲကကိုလက်စထရောတွေပါတယ်အဲ့လိုမျိုးတွေပါကိုကဂယူးတစ်ဆိုင်ပေါ်ဖြစ်တာအဲလူကပိန်သွားပြီးတော့အထဲကကလီဇာတစ်ခုဖြစ်သွားတာဝမ်ကြောက်ကက်ထိတယ်အသေးထိတယ်အဆုပ်ထိတယ်အဲ့လိုဟာမျိုးမဟုတ်ဘဲနဲ့အခနာကိုအပြင်းမှန်းလဲကျမ်းမှာအထဲကကလီဇာတွေလဲအဲ့လိုကျမ်းမှာတဲ့အဲ့လိုမျိုးဝိချာရနေလို့သွားတာပေါ့နော်တေချာအဲ့ဒါကတော့ဆီယံဝင်နေနဲ့တိုင်ပင်ပြီးတော့မှအဝိချာတာဟောအမေချိုတို့မက်ဆင်တို့ကတော့ထုံးစံတိုင်းမဟုတ်1 in 1 gap ပဲလေစီနီယာတွေကကြတော့ပြီးတော့အဲ့လိုမျိုး မခုတ် item လေးတွေလीမခုတ် item လေးမိမသားပီတာတဲ့အဲ့လိုပေါ့နွဲ့နွဲ့နောင် item လေးတွေမြင်ရတယ်အများကြီးတင်ယူရပါတော့အဲ့လိုမျိုးဝိင်းနဲ့မျိုးကကြတော့အဲ့လိုမျိုးတော့အမြဲဝိင်းကြနေဖို့စဉ်းစားရတဲ့လူမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခုနောက်ဆုံးလုပ်လိုက်တဲ့အဲဒီဝိင်းကြတဲ့ system ဟိုဟိုဒီဒီနီးကိုမျိုးအရင်ကြိုက်တယ်အဲစက်မိုင်နဲ့ညီရတပြည့် fasting လုပ်ရတာအရင်တော့ fasting လုပ်ခုတယ်ဆိုတော့အဲ့လောက်ကြီးမလုပ်ဘူးပေါ့နော်အခုက fasting ကအဲ့လို48နိုင်အထိ အဲ့လောက်ထိလုတ်ဖြစ်သွားတာပေါ့ဆိုတော့အဲအဓိကနေလို့ကောင်းတယ်ကြိုက်တယ်ပေါ့နော်ဆိုတော့နောက်ရေရှည်ကိုအသက်ကြီးလာရင်မျိုးအသက်ကြီးတဲ့အချိန်မှာဝါပြီးတော့အဲ့လိုမျိုးလေးဟိုလေဒူးမကောင်းတာတော့ပေါ့နော်အဲ့လိုမျိုးအရင်ဝါပြီးဟိုစောက်ဝကတာဆက်မပြေတော့သွားလာခတ်တယ်ဟာမျိုးဟိုအရင်အသက်ကြီးရောလဲမိတွေ့ရမှာပေါ့နော်ကလေးတွေပြန်ပြီးတော့ဒါမဲ့အဲ့လိုမျိုးအရွယ်အမတိုင်ငယ်တစ်ခုမှတအားကြီးဝါပြီးတော့ကိုယ့်အိမ်မှာရှိတဲ့ကလေးတွေဟို မိတွေ့ပြီးအဲ့လိုနေရတဲ့ဘဝမျိုးမနေချင်ဘူးကျမ်းမာခြင်းနဲ့အဲကျမ်းမာရင်ပြီးတော့သူ့အသက်သူ့ရွယ်လေးတွေမှာသူ့သူ့အသက်သူ့ရွယ်နဲ့တင့်တယ်ဆားခြင်းနဲ့အားအကြောင်းမို့ဝိတ်ကိုထိမ့်ဖြစ်သွားတာပါဆိုတော့ဒါမဲ့အခုကဆားခြင်းတာလဲအခုကတော့ဆားလို့ရပါဆားခြင်းတာလဲဆားရတယ်ဒါပေမဲ့ငငယ်တော့လို့ငါးနှစ်တွေပါရင်မဆားတော့ဘူးပေါ့ဘယ်လိုမျိုးတတိထမင်းငါးချိန်အောင်ဆားရလို့ပြော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 ဘူးတယ်လေခုကကျတော့နည်းနည်းပဲပေါ့ပုံမှန်နည်း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 အဲကိုဆားခြင်းလားဆိုဒူးင်းကြီးဆားခြင်းလားဆားရတယ်တည်သီးဆားခြင်းလားဆားရတယ်အဲဘယ်လိုလဲအစီစိတ်နေဆားခြင်းလားဆားရတယ်ဒါပေမဲ့နည်းနည်းပဲပေါ့အားလုံး အဓိကအဲ sugar ရောဟိုတကြားရောစောင်းရောဖြတ်လိုက်လို့ဖြတ်သွားတာဟုတ်ဒီ48နိုင်ရဲ့အတွင်းမှာကြာရေတစ်မျိုးပဲတောက်တာလေရေတစ်မျိုးပဲတောက်ရတာဖြစ်တဲ့အခါကျတော့ဟိုခနာကိုယ်ထဲမှာဟိုဘယ်လိုခေါ်မလဲတကြားဓာတ်တို့စားတကြားတို့စားတော့ဖောတာပြီးတော့ carbohydrate ဖြတ်လိုက်တာအော်လို့တော့မဟုတ်ဘူးအဓိကအဲ့အားလေးလေအမျိုး open time မပြောတော့ဘူးအမှန်တမ်းမှာ drama မလုပ် မလုံးတက်ဘူးလို့လည်းမလုံးချင်ကိုယ့်ကိုလည်းစိတ်မဖြောင်းအမနိုင်ပြောရင်လူကကိုကျမ်းမာနေဘောအဓိကပါပဲကိုကျမ်းမာနေမှလည်းကိုကိုကလည်းကိုမိသားစုမှာအိမ်အောင်စည်းဖြစ်တဲ့အတွက်ကိုကျမ်းမာနေမှပဲကိုမိသားစုကိုကောင်းရှာကျွေးနိုင်မယ်ကောင်းကောင်းဦးစီးနိုင်မယ်ပေါ့နော်အဓိကတော့တာသမီးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအိမ်အောင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိမသားကသူ့အရွယ်နဲ့သူတင်းတည်းတည်းလှပပကျန်ကျန်မှရှိနေဖို့ရှိနေတော့အကောင်းဆုံးပါအခုကတော့အရန်တိုးတက်သွားပါပြီအရန်တိုးတက်သွားပြီပြန်ပိုးတဲ့သူတွေလည်းများတယ်အာတို့အောက်ဘယ်လိုအောင်မြင်ဖို့လဲ ိုပြင်ရတယ်ပြီးတော့တို့ကလည်းအများကြီးတော်တော်တော်လို့ပေါ့ဟောအဘယ်เจ้าကလည်းပတ်သက်ရေတော့ဆက်စကားပြောပြရမှာအော်ကောအိုကေကိုကျမတို့ရဲ့တာမီနီယောက်ကျမနဲ့တာလီတိတ်ကြီးစေရဲ့ YPST ပြပြစီခီးစင်ကိုအားပေးကြတယ်မိဘပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှေ့လျှောက်လဲအားတဲ့အချိန်လေးမှာတားနဲ့ YPST ခီးစင်လေးတွေရဲ့ချားအကြောင်းအရာလေးတွေရဲ့သူစိတ်ပါမဲ့သူပြောချင်တဲ့အကြောင်းအရာလေးတွေရိုက်ရိုက်သွားမှရိုက်ရိုက် ရိုက်ပေးသွားပါအောင်မယ်ပြီးရခါအဓိကသားရဲ့ဆန္ဒပေါ့နော်ဆိုတဲ့ခါကျတော့သူရိုက်ချင်တဲ့ဟာလေးတွေအခွင့်အသင်ရိုက်သွားပါအားပေးအားပေးကြပါအောင်အဲပြီးတော့ comment နိုင်ကိုအကုန်လိုက်ဖတ်ပါတယ် comment နိုင်ကိုအကုန်လိုက်ဖတ်ပြီးတော့မှအဲ့ဒါကိုကျမကျမဘဝဘယ်လိုလဲဆိုတော့ရိုက်လဲရိုက်ပေးရတယ်ပြီးရင်သူနဲ့တူအဲ့ဒါကိုပြန်ကြည့်ပြီး comment ဖတ်ပေးရတယ်ပြီးအဲ့ comment ထဲမှာသူအဲဒါလေးတော့သူရိုက်ချင်တယ်ဒါလေးတော့အဲ့ဒါလေးကိုကျမပြန်ရိုက်ပေးရပါတယ်အဲ့တော့ comment တွေကိုတိတ်တိတ်ဆိတ်ဆိတ်အစင်တစ်ဆိုင်ဖတ်နေပါတယ်ပြီးတော့အစင်ပြေအလင်းတင်တဲ့ဟာလေးရိုက်သွားရိုက်သွားပေးပါအောင်မယ်ရှင်အားပေးကြပါအောင်ကျေးဇူးများအစ်တင်ပါတယ်